forex trading နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဒီဒီအတွက်မြန်မာလိုရေးထားတဲ့စာအုပ်တွေကိုကျွန်တော်ညွှန်ဝေပေးခြင်းပါတယ်။အဲတော့အရင်ဆုံးပေါ့နော်။ဆရာကျော်ထေးရေးထားတဲ့နိုင်ငံတကာငွေကြေးစည်းကစားခြင်းဆိုတဲ့စာအုပ်ပေါ့နော်။ဒီစာအုပ်ကတော့အဖုံးကအမျိုးမျိုးရှိတတ်တယ်ပေါ့နော်။တချို့ site တွေမှာတော့အဖုံးကတစ်မျိုးနော်။တချို့ site တွေမှာတော့အဖုံးကတစ်မျိုးဒါကလည်းတူပြန်လဲထုတ်ဝေတဲ့အချိန်မှာကာဘာပြောင်းလိုက်ပုံရပါတယ်နော်။အဲ့တော့အဓိကကတော့ ဒီနိုင်ငံတကာငွေကြေးဈေးကစားခြင်းဆိုတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်အရင်ဖတ်ဖို့ကျွန်တော် recommend ပေးတယ်ဒီစာအုပ်ကတော့ basis ပေါ့နော်အခြေခံနေစာပြီးတော့ရှင်းပြထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစာအုပ်ဖတ်ပြီးွားရင်တော့ကျွန်တော်နောက်ထပ်အကြံပေးတာကအဲဒီ huge ရှင်းနဲ့လွယ်လွယ်ကူကူနဲ့နားလည်မဲ့ဟာပေါ့နော်ဒီ indicator နည်းစနစ်များပေါ့နော်အဲဒီစာအုပ်ကိုဆက်ဖတ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်နောက်ထပ် ဟိုထပ်ပြီးတော့ဖတ်စီရှင်တာကတော့ဈေးကွက်ကိုစနစ်တကျအနိုင်ယူခြင်းပေါ့နော် price action trading ပေါ့တော့ဒီ3အုပ်ကိုအရင်ဖတ်လိုက်မယ်ဆိုရင်တော့ဒါအခြေခံတော့ပတ်ပိုင်နိုင်ဖြစ်သွားမယ်အဲကျန်တာတွေကတော့ကိုကဆက်ဖတ်ချင်တယ်ဆိုရင်တော့ဒီဆရာကျော်ထေးနာမည်နဲ့ထွက်ထားတဲ့စာအုပ်ကြီးအများကြီးရှိတယ်အဲအဲ့မှာမှဒီမှာဆိုရင် price action နေစနစ်များဆိုတဲ့စာအုပ်ပေါ့နော်အဲခုနသုံးဖတ်ပြီးွားရင်တော့ဒီစာအုပ်လေးထပ်ဖတ်တင်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ ICD နေစနစ်များပေါ့နော်ဒါတွေကတော့ကိုကဖတ်နိုင်တဲ့အခါကျရင်တော့ဆက်ဖတ်ပေါ့နော် ICD နေစနစ်များပြီးရင် smart money concept ပြီးရင် professional စေကစားနည်းเนาะအစင်းမြေစေကစားနည်း ော့ဂျပန်စီကစားနီနော်မော်ဒန်စီကစားနီနော်ဒါဆရာမင်းတန်းထွတ်ရေးထားတဲ့ technical analysis of the financial markets ရဲ့စာအုပ်လေးမဆိုးပါဘူးဒါခုနကဒီတော့အလောက်ဖတ်ပြီးွားရင်တော့ဒီစာအုပ်လေးစဖတ်တင်တယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်ကတော့ဒီစာအုပ်တွေတော့အခုမှဖတ်တော့ပေါ့နော် ဖတ်တော့ပေါ့ဒါပေမဲ့အဓိကတော့ဒီစာအုပ်တွေကတော့ကျွန်တော်ဖတ်ပြီးသွားပြီဖတ်ပြီးသွားပြီအဲ့တော့ဟိုအခြေခံကနေစလေ့လာခြင်းနဲ့တူတူအတွက်ဒါပြန်ပြီးပြောရမှာဆိုရင်နံပါတ်1ဒီစာအုပ်လေးဖတ်ပါနံပါတ်2ဒီစာအုပ်လေးဖတ်ပါနံပါတ်3ဒီစာအုပ်လေးဖတ်ပါအဲပြီးရင်တော့နံပါတ်4ပေါ့နော်အဲအခြေခံနဲ့ပိုင်းလို့ဆိုဒီစာအုပ်လေးဖတ်ပါကြံတဲ့ဟာတွေကတော့ကိုက အစင်းမြင့်ကိုဆက်သွားခြင်းနဲ့ဆိုရင်တော့ဒီစာအုပ်တွေကိုဆက်ဖတ်တင်တယ်ဒါပေမဲ့ကျွန်တော်ကတော့တော်တော်စဟိုကြီစာအုပ်တွေဖတ်ပြီးတော့အလုပ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒါတွေကိုတော့ထပ်ပြီးတော့မလေ့လာနိုင်သေးဘူးပေါ့နော်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီစာအုပ်တွေဖတ်ပြီးွားရင် AI ကိုမေးပြီးတော့ base strategy နဲ့တွားမယ်ဆိုတာကိုဆွေးနွေးလို့ရတယ်ကြာကျွန်တော်ဆိုရင်ဒါ chat gpt ကပေးတဲ့နည်းစနစ်ပေါ့နော်အဲ chat gpt နဲ့စကားပြောရင်းနဲ့တို့တို့ပေးတဲ့နည်းစနစ်ကိုကျွန်တော်စမ်းကြည့်တာအလုပ်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ပေါ့နော်အဲတော့ဟို ီ technical analysis indicator တွေ strategy တွေကအများကြီးအများကြီးရှိတယ်အဲ့ဒါကြီးအကုန်လုံးကျွန်တော်တို့က light sand နေနေဟိုအဆင်မပြေဘူးအဲ့တော့ကိုယ်နဲ့အသိတော်ဆုံးဟောအကောင်းဆုံးဖြစ်မယ် alive ဖတ်ဆုံးဖြစ်မယ် technical analysis strategy တစ်ခုလောက်ကိုပိုင်နေဆိုရင်ဒါတော်တော်ကြီးကိုဟိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီ forex trading ကိုစိတ်ဝင်စားရတဲ့အတွက်မျှဝေပေးခြင်းဖြစ်ပါတယ်ဗီဒီယိုအစားဆုံးကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်